ဘုံဘဲခန္ဓာတို့ကြောက်ရွံ့ခြင်းတော်မူပါသောသမထလာကြောင်းတော်ဥဆောင်ဆရာတော်ဖျာကြီးများနေတယ်ကွာနေတဲ့နေ့ကိုတက်ရောက်လာကြတဲ့တန်ခါတော်ရှင်မြတ်တို့အဖျားကြီးတော်ဥဒေနာသွားပြုပါလိမ့်ရှင်ဗျာဒီခန္ဓာကိုတက်ရောက်လာကြတဲ့အာလုံးတော်ပုဂ္ဂိုလ်များအားအလုံးမင်္ဂလာပါလို့ငုံဆက်တာပါပဲ ီတန်တမ်းမှာရာဇီတော်အနေနဲ့တန်တမ်းမှုတာဝန်ယူထားပါတယ်ဒါကလည်းဤတမ်းမှာဆရာတော်ဒေါက်တာဆန္ဒဝရဒေါက်တာဒီယာညာနာတို့နော်နော်ကြီးများရဲ့စီစဉ်ရုံကြားမှုလမ်းညွှန်ချက်ကိုဩဝါဒခံယူပြီးတော့ဆရာကြီးတော်လုံတတ်တဲ့အတွေ့အကြုံလေးတွေနဲ့ဆောင်ရွက်ရတာဖြစ်ပါတယ်ဆရာကြီးတော်အနေနဲ့ညာကလျှောက်ခဲ့လို့ပဲတန်ခါပြင်းနှံတီးတက်ပဲ 50ဆိုတော့ဒီလိုရှော့ပြောတာနေရာဝင်းကျင်လောက်ဒီလိုဆောင်ရပြီးဖြစ်ပါတယ်လူတန်းတန်းနေရာလေတက္ကသိုလ်တွေရောပညာတတ်တွေပဲဒီရောဆရာဆရာမတွေရောဒီလိုတန်းတန်းပေါင်းနေရာကျော်လောက်ဒီလိုတွေ့ကြုံရှိထားပါတယ်အဲ့ဒါတွေကြီးထမ်းပြီးတော့ဒီလိုဒီတန်းတန်းတွေဆောင်ရတော့မယ်ဆိုတော့ဓမ္မသာလာကျောင်းတော်တာနာမျိုးဆိုင်းမြေတန်းတန်းမှာဘာပြေးမလဲဆိုတော့ဦးနေညာဒီလိုအကြံပြုလျှောက်ထားခဲ့တယ်လို့ ဒီတော့လောလောဆယ်ရာတချက်၄ခုလောက်ကျင့်စင်ထားပါပဲ။ဒါအခု9ရက်ကအမြင်ဖွင့်တန်တန်းဒါနာမျိုးအမြင်ဖွင့်တန်တန်း awareness training ပါဗျ။ awareness training ပြီးတဲ့အခါတို့အခြေခံတန်တန်းထပ်လာပါမယ်ဗျ။ဒါနာမျိုးအခြေခံတန်တန်းပေါ့။ဒါမှမဟုတ် awareness training မှာ order တွေတင်ဖို့ပြီးဖို့လိုတယ်ဆိုတဲ့ဟာတွေကိုပြီးတော့အဆင့်မြင့်ပြီးတော့အခြေချက်ပြီးတော့အခြေခံအဖြစ်တင်ပြပါမယ်။ နောက်ပြီးတဲ့ကံလေးတို့ capacity training အဲ့ဒီကြမှာလာအောင် moment တင်တယ် moment တင်တယ်လို့ပြီးမှလေးတို့အစင်းမြင်တင်တယ်လို့ moment တင်တော့ပြီးမှလေးတို့ ठी ဟု ठी ပေါ့အဲ့ဒီတာနာလူဆိုင်နဲ့တင်တဲ့နေမှာအခုဒီပြောတို့တင်တဲ့ရတဲ့ချက်တွေကဘုံကြီးပိုင်းမှာလေးကိုဒီခုရှင်များတို့အလုံးတက်ရောက်ကြတဲ့တင်တဲ့မျိုးစားရဲ့နောက်တစ်ခါကြောင်းတိုင်ဘုံကြီးတွေတီးတဲ့ ပူချဖို့ရတာတဲ့တဏ္ဍမျိုးစားရဲ့နောက်တစ်ခါအသက်ကြီးမှရောက်လာကြတဲ့လောကယဟန်တော်ကြီးတွေအတွက်ဝိနည်းခြေခံတဲ့ဝိနည်းရဲ့အခြေခံနားလည်ရမယ်။ဆံရဆံရအကြောင်းကံရတွေမှာမမှန်ကန်ကန်ဥဆောင်နိုင်ဖို့ပေါ့။အဲ့ဒီလောကတည်တံ့ဆိုပါတော့အဲ့ဒီတဏ္ဍတစ်ခုလည်းရထားပါလေ။နောက်တစ်ခါစာချတန်ရတော်တွေစာချမှုမကဘဲနဲ့တန်ခါစီအိုရေးလုပ်ငန်းတွေပါတပည့်တွေစီအိုရေးလုပ်ငန်းတွေပါလှုပ်တက်ဖို့စာချတန်ရတော်တွေတည်တံ့ဒီနေ့မျိုးလ တနင်္လာခုတန်တာတန်ခါးလေးအတွက်ရာထားပါလေနောက်ကဗျာကြီးတို့လိုသီလရှင်တွေအတွက်တည်တံ့ရာထားပါလေဗျာပြီးတဲ့ကလူတွေအတွက်လည်းလူတွေရဲ့အမြင်ဖွင့်တန်တဲ့နေဆိုင်မြင့်တန်တဲ့နေဒီလိုဘုရားဝါဒလူတွေလည်းဒီဖွင့်လို့တို့တတ်မှဖြစ်မှာဗျာဆရာဘက်ကတော့သွားတယ်ခုနဆရာတော်ဗျာကြီးကမိန့်ကလေးလို့တပည့်တည်းကမတော်ဘူးအဲ့ဒါဆိုအဆင်ပြေပါဘူးဗျာအဲ့ဒါဆရာတကနှစ်ဖက်လုံးသာနာပြုဆွင့်မြင့်နိုင်ဖို့အတွက်ဒီလိုရဟန်းပိုင်းလူပိုင်း ဆောင်ရရမယ့်လုပ်ငန်းတွေနှစ်မျိုးကိုဒီလိုလိုအခုဓမ္မတန်လာဥဆောင်ဆရာတော်ဘုရားကြီးများရဲ့ဩဝါဒလမ်းညွှန်တွေခိုင်းပြီးတော့ဒီဓမ္မတန်လာကျောင်းတော်လုပ်ငန်းတွေနဲ့ဆင်းဆန်းပြက်ဆောင်ရွက်တာကိုဒီလိုလိုစနေတကြအစီအစဉ်လေးချမှတ်ထားပြီးလည်းဖြစ်ပါလိမ့်မယ်။ဒါကြောင့်ဒီသင်တန်းမျိုးစားအဖြစ် awareness training ဒါနာမှုစွန့်ရင်ညှက်မှုလိုတယ်ဆိုတဲ့အမြင်လေးရတော့ဒီလိုအမြင်ကျွေးတဲ့သင်တန်းမျိုးစားလည်းဖြစ်ပါလိမ့်မယ်။ ဒီလို soft skill ဘက်မှာဆိုရင်လည်းနည်းနည်းပါးပါးလေးပုတ်ပုတ်ကတိကလောက်လည်းထည့်ထားတယ် leadership မှာဆိုရင်လည်းပုတ်ကတိကနည်းနည်းလောက်ပဲထည့်ထားတယ်စာပေဘက်မှာဆိုရင်လည်းနည်းနည်းပါးပါးထည့်ထားတယ်အဲ့ဒီအနေနဲ့ဒီလိုတို့ခေါင်းဆောင်ပြုကြမဲ့အရှင်ပြားများအတွက်ဒီအခြေခံအလေးတွေပြောပြတဲ့အခါကျရင်ဆောင်ရွက်တဲ့ပုံစံကြတော့ဒီလိုတို့လက်တွေ့ဘက်နဲ့အဲ lecture ဘက်ပေါ့အဲတင်ကားတာတင်ဖို့အပိုင်းနဲ့လက်တွေ့လေ့ကျင့်တဲ့အပိုင်းဆိုနှမျိုးခွဲထားပါတယ်ပြအဲ့ဒီမှာလည်းဒီလိုတို့ မနက်ကရှောက်ခါခဲ့လို့သူတို့ဒီမှာတင်ကန်းသာပြင်မှုအပိုင်းကိုတော့60ရာခိုင်နှုန်းလောက်ထည့်ပြီးတော့လက်တွေ့လေးကျင်းအပိုင်းကိုတော့40ရာခိုင်နှုန်းလောက်ပြင်ဆင်ထားပါတယ်။အခြေခံဘိုင်းတို့မွန်မှန်ဘိုင်းတို့ကြာရင်တော့လက်တွေ့ဘိုင်းကြီးပိုများလာပါပါဗျာ။အခုတော့အတွေ့အကြုံနဲ့နေနေတဲ့အရှင်ပြားလေးပါနေတာဖြစ်တဲ့အတွက်ဒီလိုလက်ချဘိုင်းကို60ရာခိုင်နှုန်းလောက်ရထားပါတယ်။ဆိုတော့တင်ကန်းသားတွေကလည်းရွေးလို့အစီအငောမတက်အောင်ထည့်ရင်လည်းထည့်စေကူးတက်တာမျိုးတင်တာမဟုတ်ဘဲနဲ့ ်လင်ကန်းစာတစ်ခုတစ်ခုချိတ်ဆက်မိအောင် အမြင်ဖွင့်ဆိုတဲ့အတိုင်းပဲအမြင်ပွင့်ပေးသွားဖို့အရှင်ဘုရားတို့ရဲ့အမြင်ကျေးသွားဖို့အတွက်လင်ကန်းစာလေးကိုဆင်းရဲတရရင်းစင်းထားပြီးတော့ခုနှစ်ရက်တာလို့ကျူးစွားပြီးတော့ဆင်းရဲပို့ချသွားမှာပါဆိုတဲ့အကြောင်းကိုကျောက်ထိုင်းနဲ့ဘုရားကြီးတို့ရဲ့တင်နန်းလုပ်ငန်းတွေရှောက်တဲ့ချက်ကိုဒီကောင်ကပဲအဆုံးတက်ပါတယ်တန်ခါတော်ရှင်မြတ်တို့ဗျာ